အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာသူ့နေရေးသားထားတဲ့တိတ်တော်ရဲ့ငါဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အပိုင်းလေးအောင်မြင်မှု လူဆိုတဲ့တတ္တဝါကအခြားသောတတ္တဝါတွေထက် ပုံမခံစားနိုင်ချင့်ချိန်နိုင်တွေ့တော့နိုင်ကြသလိုစိတ်သက်သာတဲ့နေရာမှာလည်းပုံမလုံးကဲတက်ကြပါတယ်။အလုပ်တစ်ခုကိုလုပ်တယ်။မအောင်မြင်ပဲကြာရှုံးသွားတယ်။စိတ်သက်ကြသွားတယ်။ဒီနေရာမှာတစ်ခုတော့အတိထားဖို့လိုပါလိမ့်မယ်။ခက်ခဲခြင်းတွေကြာရှုံးခြင်းတွေဆိုတော့အောင်မြင်မှုစီကိုသွားတယ်။လမ်းအပိုင်းစာလေးတွေဖြစ်ပါတယ်။ခက်ခဲတဲ့အခါပို့ပြီးတော့စူးစမ်းလိုက်ပါ။ကြာရှုံးတဲ့အခါပို့ပြီးတော့ရှေ့တိုးလိုက်ပါ။အောင်မြင်မှုစီကိုသွားတယ်လမ်းဟာ မခက်ခဲပဲမကြာရှုံးပဲနဲ့ရောက်သွားနိုင်တယ်လို့မတွေးမိပါစေနဲ့မခက်ခဲပဲမကြာရှုံးပဲအောင်မြင်မှုစီကို ရောက်သွားတဲ့သူတွေမရှိဘူးလားလို့မိလာရင်တော့ရှိပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီလိုလူတွေမှာပဝင်မြင့်စိတ်အောက်ခြေလွတ်စိတ်အောင်မြင်မှုအပေါ်တန်မိုးမထတဲ့စိတ်တွေရှိနေတတ်ကြပါတယ်စိတ်တဲ့ချခြင်းဆိုတာပဝင်မြင့်စိတ်အောက်ခြေလွတ်စိတ်အောင်မြင်မှုအပေါ်တန်မိုးမထတဲ့စိတ်ကိုညှော့နေသွားစီပါတယ် ခက်ခဲလို့ကြာရှုံးလို့စိတ်တက်ကြဖို့သူအချိန်ချင်းကြာရှုံးရမှအောင်မြင်လာသူတွေမှာသူတို့တွေအောင်မြင်သွားတဲ့အခါမဝင်မြင်စိတ်အောက်ကျလို့စိတ်နဲ့အောင်မြင်မှုအပေါ်တန်ဖိုးမထားတဲ့စိတ်တွေမရှိတတ်ပါဘူးရှိခဲ့မယ်ဆိုရင်တော့ဇာကိုင်းတော့အဖြစ်နေပါပါတယ်အများစုကခက်ခက်ခဲခဲနဲ့အရှိထားတဲ့အောင်မြင်မှုကိုတန်ဖိုးထားကြသူတွေဖြစ်လို့အတ္တိအောင်မြင်မှုကလည်းကြာမြင့်စွာရည်တည်နေမှာပဲဖြစ်ပါတယ် ခက်ခဲမှုချင်းကြာရှုံးမှုချင်းစိတ်ထက်ကြမှုချင်းမရှိဘဲနဲ့အောင်မြင်မှုဝစီကိုရောက်လာတဲ့သူတွေကခက်ခဲတဲ့ဒုက္ခကို နားလည်နိုင်ကြမှာမဟုတ်ပါဘူး။နားလည်တယ်ဆိုတဲ့သူတော့ထင်သလောက်နားလည်နိုင်ကြတာမဟုတ်ပါဘူး။အတိလိုလူအများစုက အောင်မြင်လာတဲ့အခါသူတို့ရဲ့အရေးအချင်းကောင်းမွန်မှုကြောင့်လိုပဲယူဆတတ်ကြပါတယ်။ဒီတော့အောင်မြင်မှုအပေါ်မှာနေမိုးထမှုနေမယ်၊ပဝင်မြင့်မယ်၊အောက်ချေလို့မယ် တချို့သူတွေဆိုရင်ဘဝမိမောင်မြင်ခင်တော့ကကျင်လည်ဖူးတဲ့ပတ်ဝန်းကျင်နဲ့အခြေအနေကိုပြည့်ရဲ့ပြုတတ်ကြပါသေးတယ်။တကယ်တော့ကြာရှုံးနေဆိုတာလုံးဝမအောင်မြင်တဲ့သဘောတရားမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် ပို့ပြီးတော့ကြိုးစားပါလို့တတိပေးတဲ့အချက်ပြသင်္ကေတတစ်ခုသာဖြစ်ပါတယ်။ဒါကြောင့်ကြာရှုံးရင်စိတ်တက်ကြပါစိတ်တက်ကြပြီးတော့ရင်တော့ကြာရှုံးရတဲ့အကြောင်းရင်းကိုသိကြစွာကျင်လည်ရှာဖွေပါ။ ခက်ခဲတယ်ကြာဆုံးတယ်ဆိုတော့အကြောင်းရင်းတွေရှိနေတတ်စမြဲပါခက်ခဲလို့ကြာဆုံးသွားလို့စိတ်တက်ကြတာကအကြီးမားဆုံးသောပြဿနာမဟုတ်ပါဘူးစိတ်တက်ကြပြီးသွားလို့ခက်ခဲရခြင်းကြာဆုံးရခြင်းရဲ့အကြောင်းရင်းကိုမချဖွင့်ရင်သာအကြီးမားဆုံးပြဿနာဖြစ်ပါတယ်ဘာပဲလုပ်လို့ခက်ခဲတတ်တယ်လို့ကြာဆုံးရတာမျိုးလည်းရှိတတ်တာပါပဲခက်ခဲပါစေကြာဆုံးပါစေခက်ခဲကြာဆုံးရလို့စိတ်တက်ကြပါစေ အဲ့ဒီလိုစိတ်ထဲကြဖို့အတွက်တည်တဲ့အချိန်တခုပေးထားလိုက်ပါပြီးသွားရင်တော့စိတ်ထက်ကိုပြင်ပြီးမြင့်တယ်မှာခက်ခဲရခြင်းကြာရှုံးရခြင်းအတွက်အ धिक အကြောင်းရင်းကို ရှားဖွေပြီးပြုပြင်ပါအောင်မြင်မှုစီကိုနှစ်ဆတိုးပြီးရှေ့ဆက်ပါလူတဘာဝအရာခက်ခက်ခဲခဲနဲ့ရရှိထားတဲ့အရာကိုတန်ဖိုးထားတဲ့ကြတာတမတာပါပဲလွယ်လွယ်နဲ့ရနေရင်တန်ဖိုးထားမှုတွေလျော့ပါသွားတတ်ပါလေ ဒါကြောင့်အောင်မြင်မှုကိုရယူတဲ့အခါခက်ခဲပါစေ၊ကြာရှုံးပါစေ။ခက်ခဲကြာရှုံးရလုံလို့စိတ်ဓာတ်ကြပါစေ။လုံးဝလက်မလျှော့လိုက်ပါနဲ့။ကက်ကက်ခက်ခဲရရှိထားတဲ့အောင်မြင်မှုကြာရှုံးမှုနဲ့ရင်းယူထားရတဲ့အောင်မြင်မှုစိတ်ဓာတ်ကြခြင်းနဲ့ထုစစ်ထားတဲ့အောင်မြင်မှုဆိုတော့ကိုယ်အတွက်တော့ယေတနာပါပဲ။ဖားလို့ခြင်း၊မွေလို့မလုံးနဲ့။လောကမှာဖားနဲ့မွေဆိုတာမတည့်တတ်ကြပါဘူး။ အများအားဖြင့်မွေကဖားကို နိုင်တာများပါတယ်။ဖားလို့ချင်းရင် မွေလိုလူတွေရဲ့အနာယူခြင်းကို မခံရနိုင်ဘူးလား။မွေလိုလုံးမှဖားလိုလူတွေအပေါ်အသာစီးရမှာမဟုတ်ဘူးလားလို့မေးစရာရှိပါတယ်။တကယ်တော့လူအများစုကမွေကို မုံကြတောက်ကြပြီးဖားကိုတော့ခယူနာတတ်တတ်ကြပါတယ်။လောကလူပေါင်းမှာလည်းအဒီလိုပါပဲ။ဖားလိုလူတွေက လူချစ်လူခင်များပြီးလေးစားမှုလည်းခံကြရတယ်။ ွေလိုလူတွေကတော့လူအတိုင်းဝိုင်းမှာဟောနှလုံးနာစရာဖြစ်ကြရတာထုံးစံပါပဲလူဆိုတာအလုံးလုံးရတာတဘာဝပါအလုံးလုံးသူတိုင်းတည်းအပြစ်တင်ခံအပြောခံအဝေဖန်ခံရတာကြီးပါပဲအဓိကအချက်ကကိုယ်လုံးတဲ့အလုံးပေါ်စေတနာထားပြီးလုံးဖို့ ਨੇ တရားမျှတစွာလုံးဖို့သာအရေးကြီးပါတယ်အပြစ်တင်ခံအပြောခံအဝေဖန်ခံရမှာကြောက်ပြီးအလုံးမလုံးပဲတော့မနေပါနဲ့ ဘာမှမလုပ်ဘူးဆိုရင်တော့ပတ်ဝန်းကျင်ကတော့ငပြင်းလို့ဖြစ်တင်ပြောဆိုကြအောင်မှာပါပဲဒါကြောင့်အလုပ်ကိုလုပ်ပါအပြစ်တင်ခံအပြောခံအဝေးပန်ခံရတဲ့အခါကိုကိုကိုဖားလို့ကျင်ဖို့အမြဲကြိုးစားပါ ဖားတကောင်ကိုတွေ့ရတဲ့အခါအတိဖားကိုဒုတ်လေးနဲ့ထိုးကြည့်ပါသို့မဟုတ်၆လန့်ကြည့်ပါဖားကိုကိုဘာမှပြန်ပြီးတော့ရံမှုနေမှာမဟုတ်ပါဘူးကိုနဲ့ဝေးရကိုခုံသွားပါလိမ့်မယ် ဆိုလိုချင်တာကအလုပ်တစ်ခုကိုလုပ်တဲ့အခါအပြစ်တင်ခံရခြင်း အပြောခံရခြင်းအဝေဖန်ခံရခြင်းဆိုတဲ့တို့တိချောင်းလဲမှုတွေရှိလာပါလိမ့်မယ်။အဲ့ဒါတွေကိုပြန်လှန်ပြီးရင်မူနေဖို့မလိုသလိုစိတ်ပြတ်အားငယ်ပြီးနေရာမှာပဲရပ်တန့်နေဖို့မလိုပါဘူး။ပစုံတခုကပြစ်တင်ပြောဆိုဝေဖန်တဲ့အခါကိုယ့်အလုပ်ကို ရှေ့တဆင့်တိုးလုပ်ပါရှိမှကိုလိုချင်တဲ့ပန်းနံရှိနေတာကိုလုံးဝမမေ့လိုက်ပါနဲ့ အပြစ်တင်ခံပြောခံအဝေဖန်ခံရပြီးရှေ့ဆက်တို့ဖို့အဆင်မပြေတဲ့အခါအဒီလူတွေနဲ့ဝေးရာကိုခုံဆောင်သွားလိုက်ပါ ကိုဘွားရဲ့ပန်းတိုင်အတွက်လှူရှားနေရတဲ့အချိန်မှာပါအကြောင်းကြောင့်မှ မရက်တန်ပါစေနဲ့အထက်ပါတိုင်းမှာပဲမွေတကောင်ကိုတွေ့တဲ့အခါအဒီမွေကိုဒုတ်လေးနဲ့ထိုးကြည့်ပါသို့မဟုတ်ခြောက်လှမ်းကြည့်ပါမွေကကိုကို ပြန်ပြီးရင်မူလာတာတွေ့ရပါလိမ့်မယ် ကိုယ်နဲ့ဝေယာကိုချက်ချင်းရှောင်မသွားပဲပပြင်းထောင်ပြီးတုံ့ပြန်လာနိုင်ပါတယ်။သို့တော့သူခွေနေတဲ့နေရာမှာပဲမလုံမရှက်ဆက်ရှိနေပါလိမ့်မယ်။ကိုယ်စိတ်ကအမွေပေါ်ကိုပို့ပြီးနှာကျင်စေခြင်းတော့မွေရွဲ့အတဲ့အနေပါစိုးရင်ရနိုင်ပါတယ်။လောကမှာလည်းဒီလိုပါပဲ။ကိုယ်ကအလို့တခုကိုလုပ်တဲ့အခါအပြည့်တင်ခံရအပြောခံရအဝေပန်ခံရတာတွေရှိလာမှဖြစ်ပါတယ်။ ဲ့ဒီလိုအချိန်မျိုးမှာပြန်ပြီးတော့ရန်မူနေဖို့မလိုပါဘူးစိတ်ညစ်ပြီးလည်းလက်ရှိနေရာမှာပဲရပ်တန့်နေဖို့မလိုပါဘူးအဲ့ဒီလိုလောက်တာမျိုးကကိုယ်အတွက်ဘာမှအကျိုးမရှိစေပဲအခက်မသိရင်အသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ပါတယ်အလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင်တိကျတဲ့ပန်းနိုင်ထားပါခိုင်မာတဲ့ဥတီချရှိပါမွန်မြတ်တဲ့ရွယ်ချက်မွေးပါညတာတဲ့လှုပ်ဆောင်ချက်ပြုပါ တကယ်လို့များကိုယ့်ရဲ့လှုပ်ဆောင်ချက်အပေါ်အပြစ်တင်ခံအပြောခံအဝေဖန်ခံရမှုတွေရှိလာရင် ပြန်လည်ရင်မှုနေတာမျိုးစိတ်ပြက်ပြီးရက်တန့်သွားတာမျိုးလုံးဝမလုပ်ပါနဲ့ကိုယ့်ရဲ့ပန်းတိုင်းစီကိုဆက်သွားနိုင်အောင်ကြိုးစားပါအခြေအနေရပန်းတိုင်းစီကိုဆက်မတိုးနိုင်သေးဘူးဆိုရင်လေပြစ်တင်ပြောဆိုဝေဖန်သူတွေနဲ့အဝေးရကိုရှောင်ထွက်သွားလိုက်ပါဒီနေရာမှာအရေးကြီးဆုံးအချက်ကပြစ်တင်ပြောဆိုဝေဖန်တာနဲ့အပြုတ်သဘောဆောင် ထောက်ပြတာကိုတော့꽌ပြအောင်ကိုအနေနဲ့꽌ကြတတ်ဖို့အရေးကြီးပါတယ်။အဆိုးဆုံးအတွက်ပြင်ဆင်ထားပါအဆိုးနဲ့အကောင်းဆိုတာအမြဲတမ်းရှင်တွဲနေတတ်ပါတယ်။ဘသူမှအဆိုးကြီးမခံစားရသလိုဘသူမှလည်းအကောင်းကြီးမခံစားရပါဘူး။အချို့ကအဆိုးများများခံစားရပြီးအချို့ကအကောင်းများများခံစားရတာတော့ရှိကြပါတယ်။အဆိုးနဲ့အကောင်းဆိုတာကောင်းနဲ့ပင်လို့ကလေးရပါပဲ။ အကောင်းလို့ထင်တာပေမဲ့အဆိုးတွေဖြစ်လာနိုင်တယ်လို့အဆိုးလို့ထင်တာပေမဲ့အကောင်းတွေဖြစ်လာနိုင်တာပါပဲအကောင်းထဲမှာအဆိုးတွေရှိနေတယ်လို့အဆိုးထဲမှာလည်းအကောင်းတွေရလာနိုင်ပါတယ်လူအများစုကတော့အကောင်းကိုပဲခံစားချင်ကြတာဓမ္မတာပါပဲလူတရားကိုလိုက်ပြီးမေးကြည့်ရင်လေ99ယောက်ကအဆိုးကိုခံစားချင်ကြမှာမဟုတ်ပါဘူးဒီတော့လူတိုင်းကအကောင်းကိုကြီးခံစားချင်တယ်ဆိုတာညင်ရခတ်တဲ့ကိစ္စပါ လုံဆောင်လိုက်တဲ့ကိစ္စတစ်ခုရဲ့ရလက်ကိုအကောင်ဖြစ်ချင်ကြတာလေလူတိုင်းရဲ့တဘာဝပါပဲ။လောင်းကစားလုပ်ရင်နိုင်ချင်တယ်၊စံမီဝက်ဖြစ်ရင်အောင်ချင်တယ်၊ပွဲစားလုပ်ရင်ပွဲဖြစ်ချင်တယ်၊ကုန်တယ်လုပ်ရင်မြတ်ချင်တယ်။ဒါကလူတိုင်းရဲ့စိတ်စင်တာအမှန်ပါ။ဒူးလောက်တင်မှရှင်လောက်ကြဆိုတဲ့စကားကိုကြားဘူးကြမယ်ထင်ပါတယ်။အမြင့်ဆုံးကို မျော်လင့်ထားမှအလေအလေကိုရရတယ်ဆိုတာလည်းရှိပါတယ်။ဒါပေမဲ့ ဒူးလောက်တင်ထားပေမဲ့ရှင်လောက်မကြတာတွေအမြင့်ဆုံးတွေ့ထားပေမဲ့အနေဆုံးရတာတွေလေလောကမှာဒူးနဲ့တေးပါပဲလူများစုကတော့ဒါကိုလက်မခံနိုင်ကြလက်မခံချင်ကြပါဘူးလောင်ကစားလုပ်တဲ့အခါနိုင်မယ်ဆိုတဲ့စိတ်နဲ့လုပ်တာမှပေမဲ့အကြိမ်များရှုံးခဲ့ရင်ဆိုတဲ့အတွေ့ကိုကြိုတွေးပြီးတော့အရှုံးကိုလက်ခံနိုင်အောင်ပြင်ဆင်ထားဖို့လိုပါတယ်။စာမေးပွဲဖြေတဲ့အခါအောင်ကျင်တဲ့စိတ်နဲ့ဖြေတာကတော့ဟုတ်ပါတယ်။ အကြိမ်ပြများကြာရှုံးခဲ့မယ်ဆိုရင်ဆိုတဲ့အတွေ့ကိုကြိုတွေးပြီးကြာရှုံးမှုကိုလက်ခံနိုင်အောင်ပြင်ဆင်ထားသင့်ပါတယ်။ပွဲစားတို့ကုံတယ်တို့မှလည်းအတိလိုပါပဲ။အဆိုးဆုံးအတွက်ပြင်ဆင်ထားတာကိုယ့်အတွက်အကောင်းဆုံးဖြစ်ပါတယ်။အလုပ်တစ်ခုမှကမိမိကိုအင်တာဗျူးဖို့ဖိတ်ခေါ်တဲ့အခါမိမိကအင်တာဗျူးသွားဖို့သွားတဲ့အခါစိတ်ထဲမှာငါအလုပ်ရတော့မယ်လို့တွေးပြီးကြည်နူးနေမှာကတပါဝပဲဖြစ်ပါတယ်။ တကယ်လို့များအလုပ်ရှင်ကသဘောမကျလို့မိမိမှာလိုအပ်ချက်ရှိပြီးအလုံးနဲ့မကန့်ညီလို့အလုံးမရခဲ့ဆိုရင်တော့အစိုးဆုံးကိုကြိုတွေးထားဖို့ကြိုတွေးပြင်ဆင်ထားဖို့အလုံးပဲအရေးကြီးပါတယ်။ဟုတ်ပါတယ်။လူတိုင်းကတော့အကောင်ဆုံးကိုလိုချင်ကြတာကြီးပါပဲ။အဲ့ဒီလိုအစိုးဆုံးကိုကြုံရဖို့၊ခံစားရဖို့၊ရင်ဆိုင်ရဖို့ကိုမဆိုထားနဲ့။ကြိုတွေးဖို့ကတော့မဝင့်ရေးကြပါဘူး။အချို့ဆိုရင်မအူးမချော့ မတွေးကောင်းမှုဆိုပြီးတော့ပြောတတ်ကြပါသေးတယ်။တကယ်တော့အစိုးဆုံးအခြေအနေကိုကြိုတွေးပြီးတော့ပြင်ဆင်ထားတာကမဟုတ်မချော့ကိစ္စမဟုတ်ပါဘူး။ဖြစ်သည့်ဖြစ်ထိုက်လုံတင်လုံထိုက်တဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီလိုအစိုးဆုံးကိုကြိုတွေးပြီးပြင်ဆင်ထားတဲ့အတွေ့အကယ်၍များကန်ဆိုးစွာအကြောင်းမညီညွတ်စွာနဲ့အစိုးဆုံးအခြေအနေတွေဖြစ်လာခဲ့ရင် ကိုယ့်အတွက်သိပြီးမကန်ဆားရတော့ပါဘူး။ ကိုကအဆိုဆုံးအတွဲပြင်ဆင်ထားပြီးဖြစ်လို့မယုံကြည်နိုင်လောက်အောင်ထိခိုက်ကြေကွဲမှုမျိုးလည်းမဖြစ်နိုင်တော့ပါဘူးလူတိုင်းကအကောင်ကြီးပဲခံစားခြင်းရခြင်းဖြစ်ကျင်ကြတယ်ဆိုပေမဲ့အဆိုဆုံးအခြေအနေဒီအတွက်ကိုတော့မဖြစ်မနေကြိုတွေးထားတင်ပါတယ်ပြင်ဆင်ထားတင်ပါတယ် အဲ့ဒီလိုလှုပ်ထားတာကကနဲ့ဦးမျောလင့်ထားတယ်လို့အကောင်ကြီးဖြစ်လာတဲ့အခါမတိတာပေမဲ့မမျောလင့်ပဲအဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့လိုက်ရတဲ့အခါတိတာပါတယ်အကျိုးသက်ရောက်မှုရှိပါတယ်ဒါကြောင့်ဘာပဲဖြစ်ဖြစ်အဆိုးဆုံးအတွက်ပြင်ဆင်ထားဖို့အမြဲတမ်းတတိယပါအပိုင်းငါကိုဆက်လက်ဆောင်မျောနှาศင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနှาศင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။